တခါတခါတူတောင်းသည့်အပိုစုကြီးကရေစရာကောင်း၏ကျမကိုသူကနှကန်းဆိုးစိတ်တော့ဇေသိမ့်မကြည့်သည့်တခုပဲပေးပြီး သူရှိမှပဲဆိုခိုင်းသည်နှကန်းဆိုးစေးဆိုသည့်အခါနှကန်းပေါ်မှာအယောင်ဆွဲ၍တင်ကြံရစ်စီရန်ကျမကဆက်ကုလက်ကင်ပဝါခောက်လေးကိုငုံပြီးဤနေပြည့်လျက်နှစ်ထပ်တုံးထပ်ပြန်ဆိုးလေးရှိတာဒုတိထားတော့ကြောင့်ဖြစ်ပါသည် တွနခန်းနီကို3ချိန်ဆက်ကူဖြင့်ဖိပြီး4ချိန်မြောက်ဆိုပြီးတွားသည့်အခါဆက်ကူလက်ကင်ပဝါလေးပေါ်၌နှခမ်းရ3ခုထင်နေခဲ့ပြီးပြီဖြစ်၏ထိုဆက်ကူလက်ကင်ပဝါလေးကို သူကကျမစီမတောင်းယူပါသည်ပထမဆုံးအချိန်သူတောင်းတော့ကကျမမပေးချင်ခဲ့ပါဟင်ဘလို့ဖို့လဲဟုတ်ကျမကမေးတော့သူကကြေပြန့်စွာပြောလဲ ဘာလို့လို့ပေါ့ဟုပြန်ပြေခဲ့သည်ထို့နောက်ဘောနပ်စ်လေးအဖြစ်ပေးခဲ့ပါဟုသူပြောသည်သူဒီအမြဲတမ်းတော့အပေါ်စုကြည်တောင်းတတ်သူမဟုတ်ပါဒါကြောင့်ကျမတို့ကိုစက်ကူလက်ကင်ပဝါလေးပေးလိုက်ပါသည်ထိုစက်ကူလက်ကင်ပဝါလေးကိုရင်ပတ်ပေါ်မှာတင်ပြီးအိတ်တီဟုနောက်ထပ်ဆုံးမှသူပြော၏ကျမမမေးပဲနဲ့သူဟာသူမလုံမလဲနဲ့ အင်းလေရင်ဘတ်ပေါ်တင်ပြီးအဲ့ယုံတော့လေမကဘူးဘောဟာဟုခက်မမုံပြုံးလျက်ခွင့်ဟဝင်ခံပါသည်ကျမနဲ့သူဒီတယောက်ကိုတယောက်ချုပ်ချယ်မှုတွေတောင်းဆမှုတွေဘာတစ်ခုမှမပြုတ်လို့ကြပါ သူစီကရက်တောက်တက်တာကိုကျမမြင်ဖူးပါသည်စီကရက်ကိုကျမမကြိုက်ပါသူတောင်းနေတာကိုလည်းမကြိုက်ပါတို့တော့ကျမတို့အားဘာမှမတောင်းဆခဲ့ပါ ကားပြောရင်အဆင်မပြေဖြစ်လို့စိတ်တို့စိတ်ကောက်ရတာတွေတော့ပဲတယောက်ကိုတယောက်ခွင့်ပြုထားခဲ့ကြသည်တူနင်းကျမအစကတည်းကအပေးအယူတစ်ခုလှုပ်ထားကြတော့ကြောင့်ဖြစ်ပါသည်နင်းဘဝထဲကိုငါ့ကိုဆွေးမခေါ်နဲ့ငါလဲနင်းကိုငါ့ဘဝထဲဆွေးမခေါ်ဘူးနင်းသဘောတူလားသဘောတူရင်နင်းအလုပ်ပြန်တဲ့အချိန်ထိငါဆောင်ပြီးအိမ်ပြန်ပြီးမယ် တဘောတူတယ်နင်လဲငါကိုဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့မချုပ်ချင်နဲ့အေးမချုပ်ချေဘူးသူ့ယုံကလမ်း90မှာကျမဆိုင်က စိတ်ကန်းတာလမ်းမှာသူ့ယုံက9နှစ်ရီမှာဆင်းပြီးကျမယုံက7နှစ်ရီမှာဆင်းတည်ထိုးအခါသူကယုံဆင်းရင်ကျမဆိုင်နာကလက်ဖက်ရည်ဆိုင်မှာတနာရီတိတိထိုင်ဆောင်ပြီးအပြန်ကိုဆောင်၍ဘတ်ကအတူစီကြပါသည် ူကမောင်နှမ၃ယောက်တွင်အကြီးဆုံးလာခ၂000ကျရသည်ကိုမိဘအားတထောင်ခွဲအပ်သည်ဟုသူပြောပါသည် ကျမတို့သည်ဘတ်စ်ကကြက်ညက်နေလျင်တယောက်ကိုတယောက်စကားပင်မပြောနိုင်အောင်စိတ်ညစ်နေကြသည်ဘတ်စ်ကခြောက်လင်းတော့စကားပြောကြပါသည် သူကြည့်ပီတီရုပ်ရှင်များအကြောင်းသူဖတ်ပီတီမဂဇင်းများအကြောင်းလည်းပါသည် သူညီလေးခွေကဲခင်ရလို့ခွေယူကကွယ်စီတွားထိုးရသည့်အကြောင်းသူအမေတွားကိုက်လို့တွားဆရာဝင်တွားပြသည့်အကြောင်းစသည်စသည်မိသားစုအရေးတွေလဲပါသည်ကျမဤထီကလေးနွမ်းနေပြီဖြစ်၍ထီအစ်စ်ကလေးဝယ်ပေးခြင်းသည့်အကြောင်းလဲပါသည်ကျမကကျမတို့မောင်နှမတွေသရုပ်ကားနဲ့ဘလုံးပွဲလူပြီးရန်ဖြစ်ကြသည့်အကြောင်းမနှက်ဆော့ဆော့အမေမနိုးတစ်ဖြင့်ကျမ ဟင်းထားချက်တာဟင်းအိုးတူးသွားသည့်အကြောင်းရုံမြင့်တန်ကြားကြောညာအတ္တတွေအကြောင်းပြောပြတတ်ပါသည်သူကြော်ဖို့အိတ်ကလေးနွမ်းဆုံနေတဲ့ဖြင့်ကြော်ဖို့အိတ်အတ္တကလေးတစ်ခုဝယ်ပေးခြင်းလို့တလမှာ200ကျက်စုထားသည့်အကြောင်းပြောပြနေတတ်ပါသည်တို့တော့ကျမတို့ပြောသည့်အကြောင်းများတွင်အချစ်အကြောင်းမပါဝင်ခဲ့ရကြာနေမိမတို့ဤလူရင်စန္ဒများအကြောင်းမပါဝင်ခဲ့ မာနတွေမခံချင်စိတ်တွေမပါဝင်ခဲ့ကျမပေးမှာဒူထိုင်နေလင်ကျမဤညအိမ်အပြန်ခရီးလုံခြုံချုံမွေ့နေသည်ဟု ခံစားရသည်သူစပင် ဖောက်ဖွာလင်းလင်းလေးတွေက ကျမနှစ်ဖူးမှနှစ်ရွက်မှလာထိလင်တူလက်မောင်နဲ့ကျမပခုံးထိမိလင်နေထွေးတော့ချုံမြိန်မှုကို ကျမခံစားရသည်တခါတခါတူမရဲမိအောင် သူ့လက်မောင်းမှာတစ်စက္ကန့်၂စက္ကန့်လောက်ပန်းအပ်ပြီးအတက်ပြင်းပြင်းရှူရှိုက်ရှူလိုက်ရရင်သူ့နှလုံးတွေးကကျမကိုယ်ထဲတို့ပေါင်းဆက်စည်းဝင်သွားသလိုအခြေအရာတော်ကိုကျမကျိနဲ့စွာရလိုက်သည်ကျမသူ့ကိုစကားပြောရင်တစ်ခါတစ်ခါစကားဖြက်လျက်သူ့ကိုငေးမောမိသွား၏သူကဘာကြည့်တာလဲဟုပြောမိတတ်သည် နေရလေတခါတခါကြတော့ကျမပြောချင်တဲ့စကားကိုမပြောတော့ပဲဘာမှမဟုတ်ပါဘူးဟုရပြစ်လိုက်လျင်တိတ်ချစ်စရာကောင်းတာပဲလို့ပြောမလို့မဟုတ်လားဟုတ်တိတ်ချတော့အပြုံးမျိုးဖြင့်စတတ်ဤဟုတ်ပါဘူးတိတ်ရုပ်ဆိုးတာပဲလို့ပြောမလို့ဟုတ်ကျမကဖြစ်လင်သူကရေမောပါသည်မယုံပါဘူးတဲ့ ဒါကိုအချစ်မဟုတ်ဘူးဟုတချို့ကဝေဖန်ခြင်းဝေဖန်ပါလိမ့်မည်အချစ်ဆိုတာဘာလဲဟုအတိအကျအသိပေဖော်နိုင်သူတွေကိုကျမတကယ်ချီးကျူးပါသည်ကျမကတော့အချစ်ဆိုတာကို အသိပေအတိအကျမသိပါအချစ်ဆိုတာပိုင်ဆိုင်ရယူလို့ခြင်းလားဆွလွတ်ခြင်းလားအချစ်ဆိုတာရင်ခုန်စွာတတ်မှတ်ခြင်းလားစားတုံးပြီးတော့လဲမဝသည့် ိုမြင်တော့ပြားရည်ဆက်တွေလားနတ်ဆိုင်စွာတိုးဝင်ဖို့ဆွဲဆောင်သည့်မွေးပြန့်တော့အမောင်ထုတစ်ခုလားနှွေဘူးထဲကလာတူကိုအရေးထဲမှကြိုးဆို၍တိုက်တော့အင်းစင်းဒီရည်တစ်ခွက်လားအဲ့ဒါတွေကျမမပြောတတ်ပါကျမတိတိကျမဤအချစ်ကတော့နုံညံ့ပြော့ပြောင်းသည့်ခွေလိပ်ဖွာလွင့်တော့အညိုရင်းရင်းစပင်လေးများဖြစ်သည် ဟမ်ဘာဂါဤသုံးပုံတစ်ပုံလောက်ကိုအလွယ်တကူငုံပြီးကပ်ယူနိုင်လောက်အောင်ကျေပြန့်တော့ပါလက်တော့နှခမ်းတစုံဖြစ်တည်အေဗာရီမွေးနှက်နဲ့ချွေးနှက်ပေါင်းဆက်ပြီးချုံမြစွာမွေးတိရှက်အင်ကြီးအိတ်ကက်တစ်ခုဖြစ်တည်ပူနွေးစွာမြဲမြံတိလက်ဖွားတစုံဖြစ်တည်ဂီတာဘေ့စ်တန်လိုခိုင်မာစွာဆွဲဆောင်တည် ဝါဝါညံ့ညက်အတ္တိအတန်တခုဖြစ်သည်အဲ့ဒီအချက်ကို ကျမခန်းစားတီးဖြင့်တည်နေပါသည်ဒါကြောင့်အဲ့ဒါအချက်ပဲဖြစ်သည် အချက်တခုဤယီမန်းချက်သည်လက်ထက်ချင်းဟုပြောရင်အဲ့ဒီစကားကို ကျမလက်မခံပါလက်ထက်ချင်းသည်အချက်ဤတင်းကြိုင်းဖြစ်ခြင်းဖြစ်မည်သို့မဟုတ် အချစ်ဤအဆုံးသက်သက်တိန်တစ်ခုဖြစ်ခြင်းဖြစ်မည် အချစ်ဤခရီးဆောင်ပန်းတိုင်ဖြစ်ခြင်းဖြစ်မည်လက်ထက်ချင်းဒီဘာပဲဖြစ်ဖြစ်ကျမအတွက်တော့မုံဝါဝါဝေးကွာလာသည့်ရုပ်ပုံကားချက်ဖြစ်သည်ကျမစိတ်မဝင်စားပါကျမစိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ခဲ့ပါ အချစ်တွင်တာဝန်ယူမှုဂတိပြုမှုပါသလားမပါပါအချစ်တွင်အချစ်ပဲပါပါသည်။လိုက်ရောမှုပါဝင်တော်လဲ အဲ့ဒါဟာတာဝန်ကြောင့်လိုက်ရောတာမဟုတ်အချစ်စိတ်တသက်ဖြင့်လိုက်ရောတာဖြစ်သည်မြင့်နိုခြင်းတသက်ဖြင့်လိုက်ရောတာဖြစ်သည်စောင်းရှောက်မှုပါဝင်တော့လေအဲ့ဒါဟာတာဝန်ကြောင့်ဂတိကြောင့်စောင်းရှောက်တာမဟုတ်အချစ်စိတ်တသက်ကြောင့်ယူရစိတ်တသက်ကြောင့်စောင်းရှောက်တာပဲဖြစ်သည် အချစ်တီနွားနို့တစ်ခွက်မဟုတ်၍တိုးရွားမှာခြင်တွားမှာကိုမစိုးရင်ရပါ အခြေရဆောင်ထားသည့်မတ်မောတွေတာမှုတွေကတော့အချိန်လွန်လျင်တိုးကုန်နိုင်ပါလိမ့်မည်။ဇမနှင့်သူဤအချစ်တည်းဘာနှင့်မြရောမနေတော့အချစ်တသက်ဖြစ်သည်။ထို့ကြောင့်ဇမတို့ဘာမှထပ်မလို့အပ်ပါ။ဇမတို့မှာရှိတော့အချစ်တည်းတယောက်ကိုတယောက်ပေးလို့ယူလို့လည်းမရတယောက်ကိုတယောက်ခံစားလို့တာရပါသည်။နီးလဲ တိတ်မနီလာခဲ့ထို့ကြောင့်ဝေးရွားမကိုလည်းမှတ်ပူပင်ခဲ့ပါ သူကကျမကိုနင်ပါလို့ချင်လဲဟုခဏခဏမေးဖူးပါသည်လခကောင်းတဲ့အလုပ်တစ်ခုရချင်လဲဟုကျမဖြစ်တတ်ပါသည်နင်ရောဘာလို့ချင်လဲဟုကျမကသူ့ကိုပြန်မေးပါသည်နင့်ကို အလုပ်တော်အလုပ်ပြန်ဝင်ခေါ်ပေးဖို့ကားလေးတစ်စီးလိုချင်တယ်ဟုသူကဖြေပါသည် ငါတို့တွေမနှက်စစောလမ်းမလျှောက်ရတာကြပြီနော်ဟု သူကပြောသည် အခုမိုးကုံတော့မှာပဲဆောင်းရောက်ရင်ငါတို့လမ်းလျှောက်ပြေးကြမယ်လေဟု သူ့ကိုပြောမိပါသည်ကြံ့ညက်နေတော့ဘတ်စကားပေါ်မှာမဟုတ်ဆူညံနေတော့လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်ညအမောင်မှာကတုတ်ကရက်အိမ်ပြန်ရတော့လမ်းမှာမဟုတ်နှင်းဖြင့်အေးစိမ့်တော့၆တွေ့တော့လက်ဆက်တော့နနက်ခင်တခုမှာ ကျမတို့အေးအေးဆေးဆေးတွေးချင်သည်တယောက်ကိုတယောက်လက်ချင်းထွေးဆုပ်ပြီးပြေးချင်သည်ဖနက်ကြိုးချီပေးရင်တယောက်မျက်နှာတယောက်ငေမောချင်သည်အချစ်အတွက်မျောလင်းချက်တစ်ခုခု ရှိရမည်ဆိုရင်ကျမမျောလင်းတာကစောင်းနှနှက်ခင်တွေပဲဖြစ်ပါသည်သက်တမ်းရောင်စင်ကြနဲ့အတွဲတအမတ်တ